ခွဲခြားဆက်ဆံခံရမှုတွေရော့ကြဖို့နဲ့မတူကွဲပြားမှုရဲ့အင်အားကိုညှင့်တင်ဖို့ရည်ရွယ်ချက်တွေနဲ့စိတ်အားထက်သန်တဲ့လူငယ်ဆယ်ယောက်ပူးပေါင်းပြီး My Friends အမည်နဲ့ ကမ်ပိန်းတစ်ခုကိုမေလ18ရက်နေ့ကံတော်ကြီးဥယျာဉ်မှာမိတ်ဆက်ခဲ့ပါတယ်။ My friend campaign ဘာတွေလုပ်မှာလဲ။မတူညီတဲ့နယ်ပယ်၊ကွဲပြားခြားနားတဲ့လှုပ်ရှားမှုတွေကြားကငြိမ်းချမ်းရေးကိုအတူရှာဖွေမဲ့တူညီတဲ့စိတ်ထားရှိသူဘာသာလူမျိုးပေါင်းစုံလူငယ်တွေစုမိရာကအချင်းချင်းခင်မင်ရင်းနှီးမှုကိုပြပြီး My friends campaign ကနေအခွင့်အလမ်းတွေဖန်တီးပေးနိုင်မှုမျှော်လင့်တယ်လို့ရန်ကုန်လူငယ်ကွန်ရက်ကမတင်စာရှင်းလင်းရေးကပြောပါတယ်။ တကယ်ချင်းနဲ့မှမှပုံစံမျိုးစုံလေးရှိရပါတော့ဒီဘာသာရေးဆိုင်ရာမတူညီတာနောက်ဒီလူမျိုးရေးဆိုင်ရာမတူညီတာဆိုရင်မတူညီတဲ့တကယ်ချင်းတွေရဲ့ဟိုတကယ်ချင်းဖြစ်မှုနဲ့ကျမတို့ friendship ကိုပုံမခိုင်မြဲစေချင်တယ်တည်တန်းစေချင်တယ်ပြီးတော့အောင်မြင်နေတဲ့ဟိုအရန်ကိုခင်တွယ်မှုတွေရှိနေတဲ့တကယ်ချင်းဆက်ဆံရေးမျိုးရှိခဲ့တယ်ဆိုရင်လည်းအဲ့ဒါကိုဂုံယူဝင်ကြွားဆောင်တဲ့တန်တဲ့ကျမတို့လူငယ်တွေကိုလည်းပြစေချင်တယ်ပေါ့နော်ဒီ campaign ကိုအဓိကလှုပ်ဆောင်ခဲ့လှုပ်ဆောင်တဲ့ရည်ရွယ်ချက်ကတော့ဒီကျမတို့မြန်မာနိုင်ငံမှာပိုပြီးနေခင်မှုတွေတိုးပွားလာစေဖို့လည်းရည်ရွယ်ပါတယ်ဟုတ် မတူကွဲများခြားနားတဲ့ငယ်ချင်းတွေကြားကအောင်မြင်တဲ့ဆက်ဆံရေးတွေကိုတခြားလူငယ်တွေကို မြင်စေခြင်းပြီးနားလည်မှုတိဆောက်ပုံညှိနှိုင်းပုံတွေကိုဝေမျှခြင်းတယ်လို့ဆိုပါရယ် Friends for Peace Group ရဲ့ My Friend Campaign ကိုပထမဆုံးချိန်မိတ်ဆက်ရမှာရန်ကုန်မန္တလေးထဝယ်ဗိတ်တို့ကလူငယ်အယောက်90ပါဝင်ခဲ့ကြပြီးလာမယ့်ဇွန်လမှာဖန်နီးယာမှာပွဲတစ်ခုလုပ်သွားဖို့ရှိပြီးဇူလိုင်30 နိုင်ငံတကာမိတ်ဆွေများနေ့မှာလည်းလှုပ်ရှားမှုတွေလုပ်သွားမယ်လို့ဆိုပါရယ်ကျမတို့စီကလူငယ်တွေပေါ့နော်ကျမတို့တငယ်ချင်းမိတ်ဆွေ ရောက်90လောက်လာပါတယ်နောက်တခြားဒီမှာပန်းညမှာရှိရစိတ်ဝင်စားတဲ့လူတွေကလည်းလာပြီးတော့ဟိုနားထောင်လာတွေတွေ့ရတယ်ပေါ့နော်အော်ကျမတို့တငယ်ချင်းမိတ်ဆွေတွေဒီမှာလာစုတဲ့လူတွေကတော့များသောအားဖြင့်ရန်ကုန်ကပေါ့နော်ကျမတို့ရန်ကုန်မှာစရတယ်ဆိုတော့ဒါပေမဲ့မန္တလေးကလူတွေလည်းပါပါတယ်ဒဝဲတို့ဘိတ်တို့ကလူတွေလည်းပါပါတယ်ဟုတ်နောက်ထပ်မိတ်ဆက်တာအကြီးကြီးဒီကျမတို့လုပ်ဖို့ရှိပါတယ် ဂျွန်လရဲမှာဖန်တီးရမှာကျွန်တော်တို့လုပ်မှာပါဇူလိုင်လနိုင်ငံတကာမိတ်ဆွေများနေဇူလိုင်လ30ရက်နေ့မှာကျွန်တော်တို့ဒီ my friend campaign ကိုအကြီးကြီး launch လုပ်သွားဖို့ပွဲလုပ်သွားဖို့ဟိုနိုင်ငံတကာမိတ်ဆွေများနေထိမ့်မှန်နေနဲ့ပွဲလုပ်သွားဖို့အစီအစဉ်ရှိပါတယ်